အားလုံးပဲမင်္ဂလာပါမြန်ခရစ်တွန်းနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တော့ခုဖြစ်ပါတယ် crypto bro တွေ investor တွေဆိုတာက information တွေ data တွေကိုသိဖို့လိုအပ်ပါတယ်ဒီလိုမျိုး data တွေ info တွေကိုသိထားတာကကိုယ့်ရဲ့ investment တွေ trading plan တွေကိုအများကြီးအကူအညီပေးနိုင်တာမျိုးရှိပါတယ်ဒီနေ့မှာတော့သိထားတဲ့ data တွေအများကြီးရှိတဲ့အထက်က inflow နဲ့ outflow နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်ပြီးတော့ဒီ data တွေကိုဘယ်မှာကြည့်ရမလဲဆိုတာကိုလည်းပြောပြပေးသွားချင်ပါတယ်ဆိုတော့ဒီမှာတွေ့နေရတဲ့ website လေးတစ်ခုရှိတယ် defi lama လို့ခေါ်တယ်ဒီ website ကတော့ crypto pro တွေအတွက်လိုအပ်တဲ့ information တွေ data တွေကိုကြည့်လို့ရတဲ့ website လေးတစ်ခုဖြစ်ပါတယ်သိပ္ပိသားသူတွေလည်းပါကောင်းပါနိုင်တယ်ဒါမသိသေးတဲ့သူတွေအတွက်ဆိုရင်လည်းဒီဗီဒီယိုကအထောက်အကူဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့ဒီမှာကကျွန်တော်တို့ inflow outflow data တွေတင်မကဘူး total value တွေပြီးပြီဆိုရင် centralized chain တွေရဲ့ volume တွေ ဒီ centralized exchange တွေရဲ့ trading volume တွေအစရှိသဖြင့်ကြည့်လို့ရတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က centralized exchange တွေရဲ့ inflow data တွေနဲ့ပတ်သက်ပြီးတော့အတိအကဆွေးနွေးသွားမယ်ပေါ့နော် တော့ပထမအဆုံးကျွန်တော်တို့ centralized chain တွေကိုရှာဖို့အတွက်ဆိုရင် search ကနေပြီးတော့ကိုကြည့်ခြင်းတဲ့ chain တစ်ခုချင်းစီ align ရှာလို့ရတယ်။ binance အကြောင်းကြည့်ခြင်း binance ဘိုင်းဘေးအကြောင်းကြည့်ခြင်း binance အစရှိတဲ့ပြည့်ဒီ search ကနေရိုက်ပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ကျွန်တော်တို့ binance ကိုသွားကြည့်ကြမယ်ပေါ့နော်။ binance ကိုသွားကြည့်ကြမယ်ဆိုရင်ဒီမှာကကျွန်တော်တို့ binance chain ဆိုတဲ့အောက်မှာ total assets အနေနဲ့ဒေါ်လာ189.64 billion တိရှိနေရလို့ပြထားတယ်။ဒါကတော့ binance ရဲ့ကျွန်တော်တို့ public ထုတ်ပြထားတဲ့ wallet တွေထဲမှာရှိနေတဲ့ SS တန်ဖိုးတွေကိုပေါင်းပြီးတော့ပြပေးတဲ့နေရာတစ်ခုပေါ့နော် inflow နဲ့ပတ်သက်တဲ့ data တွေကိုကြည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ matrix ဆိုတဲ့နေရာလေးမှာ USD inflow ကိုရွေးပေးထားဖို့လိုအပ်တယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ Binance ရဲ့ centralized chain တွေကို inflow ဘယ်လောက်ဝင် နေလဲဘယ်လောက်ပြန်ထွက်နေလဲဆိုတာတွေကိုကြည့်လို့ရမှာဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ဒီ inflow data တွေကဘာတွေကိုညွှန်ပြနေလဲဒီလိုမျိုး inflow နေတာများတာက market အပေါ်မှာရောဘလို့အပြောင်းလဲတွေဖြစ်နိုင်နေလဲဆိုတာကိုကျွန်တော်ဆွေးနွေးကြည့်ကြရအောင်ပါ inflow များလာတယ်ဆိုတာကတနည်းအားဖြင့်ပြောရမယ်ဆိုရင် crypto exchange တွေတဲကိုငွေတွေဝင်လာတာကိုပြောတာပေါ့နော်ဒီညမှာ crypto တွေဝင်လာတာလား USD တွေဝင်လာတာလားအစားရှိသဖြင့်ကွဲပြားသွားတာမျိုးလည်းဖြစ်နိုင်နေ crypto exchange တွေတဲကိုကျွန်တော်တို့ crypto assets တွေဝင်လာတယ်ဆိုရင်တော့ investor တွေကဒီ crypto တွေကိုထုတ်ရောက်မှုဆိုတာမျိုးတွေယူဆလို့ရနိုင်တယ်ဒီအတွက်ယာယီအဖြစ်ဈေးကြတာမျိုးတွေကိုကျွန်တော်တို့ကြုံတွေ့ရနိုင်တယ်ဒီလိုမျိုး bitcoin တို့ ethereum တို့လို crypto တွေမဟုတ်ဘဲနဲ့ USDT တို့ USDC တို့လိုမျိုး stable coin တွေ fiat ငွေကြေးတွေကနေပြီးတော့ crypto exchange တွေတွေကို inflow များလာတယ်ဆိုရင်တော့ယာယီအဖြစ်ဒါဈေးတက်တာမျိုးတွေကြုံရနိုင်တယ်လူတွေက crypto တွေကိုဝယ်စုဖို့အတွက်ငွေတွေကို exchange တွေထည့်လာတယ်ဆိုတာမျိုးကျွန်တော်တို့ယူဆလို့ရနိုင်ပါတယ် ဆိုတော့ဒီ asset တွေကိုကြည့်ပြီးတော့ကျွန်တော်တို့က inflow data တွေ outflow data တွေကိုကြည့်ပြီးတော့အချင်းတွေအပေါ်မှာလူတွေကဘယ်လောက်အထိယုံကြည်မှုတွေရှိလာတယ်ဒီအချင်းပေါ်မှာ liquidity ရောခိုင်မာရလားအစားရှိတဲ့အချက်လက်တွေကိုလည်းခန့်မှန်းလို့ရနိုင်မှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒါ Binance ရဲ့ inflow data တွေကိုပြပေးထားတဲ့နေရာတစ်ခုပေါ့နော်ဒီရက်ဒီမှာဆိုရင်ကျွန်တော်တို့17လပိုင်းဇူလိုင်မှာဆိုရင်တရက်ထဲမှာတင်မဲ့ဒေါ်လာ8.54 3 billion အထိ Binance exchange ကိုဝင်လာခဲ့တယ် ဆိုတော့ဒီ Q3 မှာ Binance Chain ကိုဝင်လာတဲ့ net inflow data အရဆိုရင်ဒေါ်လာ14.8 billion အထိရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီပမာဏက Binance ရဲ့နောက်မှာလိုက်နေတဲ့တခြား Chain 10ခုပေါင်းရဲ့ပမာဏအထက်158ဆအထိပိုများနေတာဖြစ်ပါတယ်။တခြား Chain အကုန်လုံးကျွန်တော်တို့10ခုပေါ့နော် Binance ရဲ့နောက်မှာရှိနေတဲ့10ခုကိုပေါင်းလိုက်မယ်ဆိုရင်သူ့ရဲ့ net inflow ကဒေါ်လာ94 million အထိပဲရှိခဲ့တာဖြစ်ပါတယ်။ ဒါက2025 Q3 မှာရှိခဲ့တဲ့ data တွေအရနှိုင်းရှင်ကြည့်ထားတာဗောနော်အဲ့တော့ဒီလိုမျိုး centralized exchange တစ်ခုတည်းမှာ net inflow တွေများနေတာက ကောင်းလားဆိုရင်တော့ crypto exchange ဘက်ကကြည့်မယ်ဆိုရင်တော့ကောင်းတာဗောနော်ဒါပေမဲ့ crypto industry တစ်ခုလုံးအနေနဲ့ကြည့်မယ်ဆိုရင်ဒါ risk လုံးဝကင်းနေတာမျိုးတော့မဟုတ်ဘူး risk တွေရှိသေးတယ်ဘယ်လိုမျိုး risk တွေလဲဆိုတော့ centralized ဖြစ်လာနိုင်တဲ့ risk တွေ ဒီ exchange ပေါ်မှာပဲကျွန်တော်တို့ crypto market ကြီးကမိခိုနေရတာမျိုးတွေဒီ exchange ရဲ့စီမံခန့်ခွဲမှုတွေအောက်မှာပဲ crypto market ကြီးကဆက်သွားနေရတာမျိုးတွေဖြစ်လာနိုင်တယ်။ဒါကတစ်ချက်ပေါ့နော်။ဒီ exchange သာတစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် crypto market ကြီးကလည်းလုံးဝအဖက်ဆယ်လို့မရတော့လောက်တဲ့အထိဖြစ်သွားနိုင်တယ်။အဲ့တော့ကျွန်တော်တို့ကဒီ data တွေကိုကြည့်ပြီးတော့ဘယ် crypto exchange တွေကိုတော့လူတွေက ပို့ပြီးတော့ယုံကြည်လာကြလဲပြီးပြီဆိုရင်ဒီ exchange တွေတွေကနေပြီးတော့ဘယ် exchange မှာတော့ crypto တွေကိုပြန်ထုတ်နေကြလဲဆိုတာတွေကိုသိထားဖို့လည်းလိုအပ်တယ်ထားပါတော့ exchange တခုတွေကနေပြီးတော့ကျွန်တော်တို့ inflow data တွေက minus back ကိုရောက်နေတယ် outflow တွေဖြစ်နေပြီပေါ့နော်ငွေတွေပြန်ထုတ်နေကြပြီဆိုရင်ကို့အနေနဲ့ရောထုတ်မှာလားမထုတ်ဘူးလားဆိုတာတွေကိုစဉ်းစားဖို့လိုအပ်တယ် ကိုယ့်ရဲ့ SS တွေကဒီ8ချင်းတွေထဲမှာနောက်ဆုံးကြံခဲ့ပြီးတော့ပိတ်မိနေတာမျိုးတွေဖြစ်လို့မရဘူး။ရှေ့မှာဥပမာတွေရှိခဲ့တယ်။ကျွန်တော်တို့ FTH 8ချင်းပြိုလဲတဲ့အချိန်မှာဒီလိုမျိုး inflow outflow data တွေကိုပြန်ကြည့်မယ်ဆိုရင် outflow တွေများနေတဲ့အချိန်တွေရှိခဲ့တယ်ပေါ့နော်။ဒီမှာတော့ဥပမာပြပေးလို့မရတော့ဘူး။ဒီမှာ FTH နဲ့ပတ်သက်တဲ့ data တွေပြန်ရှာမရတော့ဘူးပေါ့နော်။အဲ့ဒီလိုအနေအထားမျိုးတွေမှာဆိုရင်ကိုရောထုတ်မှလားမထုတ်ဘူးလားဆိုတာတွေစဉ်းစားဖို့လိုအပ်လာပြီဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့လည်း crypto 8ချင်းတွေက ရှင်ရလားဆိုတဲ့ဗီဒီယိုတစ်ပုဒ်ရှေ့မှာလုပ်ပေးခဲ့တာရှိတယ်။အဲ့ဒီဗီဒီယိုကိုမကြည့်ရသေးဘူးဆိုရင်ပြန်သွားကြည့်လို့ရတယ်။ဒီလိုမျိုး central light chain နေဆိုတာကကျွန်တော်တို့ကအလုပ်လုပ်ဖို့ဆိုတဲ့နေရာမျိုးတစ်ခုအနေနဲ့ပဲထားတင်နေဆိုတဲ့အကြောင်းကိုအဲ့ဒီဗီဒီယိုမှာလည်းပြောထားပြီးပြီပေါ့နော်။ဆိုတော့ a chain တွေထဲမှာ crypto assets တွေ inflow များလာတယ်ဆိုတာကကောင်းတဲ့ချက်တွေရှိရယ်ဆိုတဲ့ချက်တွေလည်းရှိတယ်။အဲ့တော့ကျွန်တော်ရဲ့ personal အမြင်အရဆိုရင်တော့ a chain တစ်ခုထဲမှာ inflow တွေများပြီးတော့ assets တွေစုပြုံနေတာထက်ပေါ့နော်။ နာမည်ကြီးတဲ့ကျွန်တော်တို့ယုံကြည်ရတဲ့ HA တွေမှာမျှပြီးတော့ access တွေရှိနေတာမျိုး inflow တွေမျှနေတာမျိုးကပို့ပြီးတော့တောင်းကောင်းလာနိုင်တယ် centralization ကျွန်တော်တို့မလိုချင်တဲ့ crypto bro တွေအဓိကလမ်းကြတဲ့ centralization နဲ့ပတ်သက်တဲ့ risk တွေကိုလည်းအတက်နိုင်ဆုံး short ချနိုင်မယ်လို့မြင်မိပါတယ်။ Okay အဲ့တော့ဒီလိုမျိုး defiler မှာမှဆိုရင် exchange တစ်ခုချင်းစီအရာ data တွေကြည့်လို့ရတယ်လို့ exchange တွေစုပြီးတော့လည်းကျွန်တော်တို့ data တွေကြည့်လို့ရတယ်။ ဒီမှာဆိုရင် centralized exchange တွေနဲ့ပတ်သက်တဲ့ transparency တွေကိုပြပေးထားတယ်။ဒါကဘယ်ကသွားရတယ်လဲဆိုရင် custom dashboard ဆိုတာလေးပါတယ်။ဒီထဲမှာကျွန်တော်တို့ကိုလိုချင်တဲ့ data တွေအရပြန်ကြည့်လို့ရတယ်ပေါ့နော်။ဒီထက်က centralized exchange နဲ့ပတ်သက်တဲ့ CX transparency ဆိုတဲ့အထက်မှာ ဟိုကျွန်တော်တို့ data တချို့လဲကြည့်လို့ရန် number 1ကတော့ binance ရှိနေတယ် binance ရဲ့လက်ရှိအချိန်မှာ total asset ပမာဏကိုလည်းပြပေးထားတယ် binance ကတော့ဒါ5.022 billion နဲ့လက်ရှိအချိန်အထိ inflow data အများဆုံးဆိုတာကိုဦးဆောင်ထားတယ်ပြီးတော့နောက်မှာ bigger line နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတစ်လချင်းစီ alive ပေါ့နော်24နာရီ alive inflow data တွေကိုရှင်ကြည့်နေတယ်ဆိုရင်လည်းဒီ24နာရီနဲ့ပြန်ပြီးတော့ကျွန်တော်တို့ကြည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒါက inflow များတဲ့အချိန်တွေကိုပြနေတာပေါ့နော်ဒီမှာဆိုရင် inflow နေတဲ့ exchange တွေပြောရရင် outflow များနေတဲ့ exchange တွေကိုလည်းပြနေတာကိုတွေ့ရမှာဖြစ်ပါတယ် outflow များနေတဲ့ exchange တွေကိုကြည့်မယ်ဆိုရင်ဒီ bit finish နဲ့ bybit နဲ့ကထိတ်ဆုံးမှရှိနေတာကိုတွေ့ရမှာပေါ့နော် bybit ထဲကနေပြီးတော့တစ်လသာအတွင်းမှာဒေါ်လာ599.59 million အထိထွက်ထားတာကိုတွေ့ရတယ်အဲ့တော့ဒီလိုမျိုး outflow တွေများနေပြီဆိုရင်ဒီ exchange နဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့တွေကစောင့်ကြည့်နေတဲ့အထက်မှာပါတယ် ဒီအချိန်တွေကကိုယ့်ရဲ့ assets တွေကိုရောဘယ်ချိန်မှာပြန်ထုတ်မှာလဲဘလောက်ပမာဏရောင်းမှာပြန်ထုတ်မှာလဲနောက်ဆုံးကိုပြန်ထုတ်တဲ့အချိန်ကထုတ်မပေးတော့တဲ့အချိန်ကိုယ့်ရဲ့ assets တွေကဒီထဲမှာပိတ်မိသွားတယ်ဆိုတော့ပုံစံမျိုးတွေဖြစ်လာနိုင်တယ်ထပ်ပြောရရင်ရှင်းမှာ FTX chain ဖြစ်သွားခဲ့ပြီပါပြီအဲ့တော့ကျွန်တော်တွေက data တွေ information တွေကိုမျက်ခြေမပြတ်ဖို့လဲလိုတယ်ဒီ website လေးကတော့ defi လမ်းမှာဖြစ်ပါတယ် defi လမ်းမှာ crypto exchange နေနဲ့ပတ်သက်တဲ့ data တွေ ခရစ်ပတိုတိုကင်တစ်ခုချင်းစီနဲ့ပတ်သက်တဲ့ data တွေကိုပြည့်ပြည့်စုံစုံလာရောက်ပြီးတော့ရှာကြည့်လို့ရတယ်။ inflow outflow data တွေပြီးပြီးဆိုရင်သူတို့ရဲ့ total value log တွေအစရှိရာတွေကိုကြည့်လို့ရတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ Okay ပါဒီလောက်ဆိုရင်တော့ဒီ website မှာဘာတွေကြည့်လို့ရမလဲ။ inflow outflow data တွေကဘယ်လိုမျိုးအရေးပါလဲ။အဲဘယ်နေရာတွေမှာတုံးလဲဆိုတာတွေကိုနားလည်ကြမယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုကိုစောင့်ကြည့်ကြည့်ပြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။အားလုံးပဲ trade တိုင်းမြတ်ကြပါစေခင်ဗျာ။